အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့နှစ်ယောက်ကချင်းမှန်ရောက်လို့ရှင်မဖြစ်မနေတွားကိုတွားလေတင်းတဲ့ Dandy Water Lamp of Angel Waterfall Park ကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာချင်းမှန်မြို့နဲ့အနီးတစ်ဝိုက်မှာ အလှဆုံးနဲ့အကောင်းဆုံးကဖေးဆိုင်ဆိုပြီးတော့နာမည်ကြီးတယ်လို့အပြင်မှာလည်းတကယ်ကိုမှလပါတယ်မသိရင်တကယ်ကိုမှ နတ်ဘုံဗိမာန်တစ်ခုကိုရောက်သွားတယ်လို့ခန်းစားစေရအောင်ကိုမှပြုလုပ်ထားပါတယ်ဒီမှာအရန်ကိုလပတဲ့တစ်ပင်အကြီးကြီးတွေရေပြပြလေးတွေရေတခွန်ပြပြကြီးတွေနဲ့အတူတူလိုင်းကူတစ်ခုထဲမှာကော်ဖီအေးဆေးဆေးတောက်ရတယ်လို့ခန်းစားစေရအောင်ပြုလုပ်ပေးထားပါတယ်ခင်ဗျာ အခုလို romantic ဆန်ဆန်လပတဲ့နေရာအများပြားရှိတဲ့အပြင်ရောင်စုံပန်းကင်းအကြီးကြီးတွေရေကုန်အကြီးကြီးတွေနဲ့ကျွန်တော်တို့တလိဆန်လေးတွေချစ်တတ်တဲ့သူတွေအဖို့ယုံစာကြွေးလို့ရတဲ့ယုံချံလေးတွေပြီးလို့ရှိရင်စိတ်ချမ်းလေးတွေပါရှိပါတယ်ခင်ဗျာလာပပြီးတော့ပြာလဲနေတဲ့စံကြောင်ပေးလေးမှလမ်းလျှောက်ရသလို ခံစားရစေမှဖြစ်ပြီးတော့အခုလိုမျိုး နေအောင်လေးတွေဖြာဆင်းနေတဲ့တစ်တော်အုပ်ကြီးထဲမှာလမ်းလျှောက်ရတဲ့ခန်းစားချက်ပါရရှိမှာဖြစ်ပါတယ်ဒီထဲမှာအသုံးပြုထားတဲ့အပင်အားလုံးဟာအစစ်တွေပါခင်ဗျာအခုလိုမျိုးတစ်ပင်ပေါ်မှာအိမ်လေးတွေပြီးလို့ရှိရင် ဝါရံလေးတွေထိုင်ကုန်လေးတွေကစားစရာနေရာလေးတွေတနေရာထဲမှာအများကြီးမှအများကြီးရှိပါတယ်အရန်ကူမှတိတ်ဆိတ်ငြိမ်သက်ပြီးတော့လှပပါတယ်ခင်ဗျာနေရာအတူတူဇုံတွဲလေးတွားချင်တာပဲဖြစ်ဖြစ်မိသားစုလိုက်တွားချင်တာဖြစ်စီတငယ်ချင်းတွေစုပြီးတော့တွားကြတာပဲဖြစ်ဖြစ်အရန်ကူမှခီးထွက်လို့တွားလို့ကောင်းတဲ့နေရာလေးပါချင်းမိုင်ရောက်လို့ရှိရင်ချင်းမိုင်မြို့နဲ့မနီမွေးမှာရှိတဲ့ဒီနေရာလေးကိုတွားဖို့တော့ကျွန်တော်အနေနဲ့အများကြီးအများကြီးအများကြီးအကြံပြုလိုပါတယ်အရန်ကူမှလှပ ပြီးတော့မှဓာတ်ပုံရိုက်ဆန်နေရာတွေလည်းအများကြီးရှိလို့အချိန်အေးအေးဆေးဆေးပေးပြီးတော့တရက်လုံးလင်မယ်ဆိုရင် တောင်မှအေးအေးဆေးဆေးလေလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ချင်းမှန်ရောက်တဲ့လူတိုင်းသွားကိုသွားတင်ပါတယ်ခင်ဗျာဒါလေးလာပြပြတာပါဒီနေ့ blog ကတော့ဒါလေးပဲဖြစ်ပါတယ်ခင်ဗျာ